လုံငန်းတဲ့အပိုင်းမှာမူချန်တို့ကအန်းရံကိုကယ်လိုက်တယ်ပြီးတော့ဝိညာဉ်ဥတွေရှိနေတဲ့နေရာကိုလာခဲ့ကြတယ်ဝိညာဉ်ဥတွေကအလုံးအတန်ကိုများတော့ဘေးနာပပတ်လက်မှာရှိတဲ့အဖွဲတွေကမူချန်ကအကူအညီတောင်းလိုက်တယ်ဗီဒီယိုလည်းမဆိုင်ရင်ကျွန်တော်လမ်းအဆုံးတိုင်းနဲ့ပြပါအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုမဆိုင်ရင်တခုပြောချင်တာကကျွန်တော်စကားမပြရင်ခွင့်လွှတ်ပေးကြပါပါဇက်ကြီးတခုလုံးကသွားကြိုက်ပြီးဖောင်းနေတော့စကားပြောရတော်တော်လေးကိုအဆင်မပြေဖြစ်နေလို့မူချန်ထွက်လာခိုင်းတာနဲ့လူတချို့ကထွက်လာတယ် ပထမဆုံးဆက်စားလာတဲ့လူကပြောတယ်။ဟာဂျူနီယာမူချမ်းဆိုတာမင်းလား။မင်းနာမည်ကိုကြားပူးနေတာကြားပြီးငါရဲ့နာမည်ကလင်းဖန်ပါ။ဒါကိုနောက်တစ်ယောက်ကလည်းပြောတယ်။မင်းဦးလည်းငါလည်းနှုတ်ဆက်တယ်။ငါရဲ့နာမည်ကလူချမ်းနောက်တစ်ယောက်ကပြောတယ်။ငါရဲ့နာမည်ကချန်ဖန်းခနာကမူချမ်းကိုနှုတ်ဆက်လိုက်တဲ့လူသုံးယောက်ကသူတို့အဖွဲ့မှဆိုရင်သူတို့တွေကခေါင်းဆောင်ပဲ။သူတို့တွေကကောင်းငင်ကူပြောင်းခြင်းပထမအဆင့်ရဲ့စွမ်းရည်ကိုပိုင်ဆိုင်ချတတ်သူတွေ။မူချမ်းကအားလုံးကိုဖော်ဖော်ယွယွနဲ့ပြန်ပြောတယ်။ ဒီကမိတ်ဆွေတွေကလည်းဝိညာဉ်ဥတွေကိုလာယူတာဖြစ်မယ်။ဒါပေမဲ့ဝိညာဉ်ဥတွေကအယံကိုများလွန်းတော့ငါတို့ဘာသာလုပ်ရင်အယံကိုခက်ခဲလိမ့်မယ်။ဒီတော့ငါတို့တွေအတူတူပူးပေါင်းပြီးလှုပ်ဆောင်ကြရအောင်။ဝိညာဉ်အလင်းတွေကတော့ငါတို့စူးစမ်းတဲ့အပေါ်ပဲမူတည်ပြီးယူကြတာပေါ့။ကဲမင်းတို့ရဲ့အထင်ရောဘယ်လိုလဲ။မူချမ်းရဲ့စကားဟုတ်ကြတော့အားလုံးရဲ့မျက်လုံးတွေကအယောင်နေတောက်လာတယ်။လင်းဖန်လူချမ်းတို့ကဘာကောက်ကွက်မှုမှမရှိဘူးဆိုပေမဲ့ခြံဖန်းကတော့ခေါင်းခါလိုက်တယ်။ဒီနေရာကိုငါတို့ပတ်မှဆုံးတွေ့တာ။ မာရိုးစီကားဟာကိုမင်းနုနဲ့ခေါ်ဝေးပေးဖို့ကမဖြစ်နိုင်ဘူးဒီမှာရှိနေတဲ့အဖွဲ၃ဘွဲ့ထဲမှာခြံဖန်းတို့အဖွဲကအင်အားအတော့ဆုံးလူကလည်းများတယ်သူတို့တွေကသူတို့အဖွဲတွေနဲ့ဒီဝိညာဉ်ဥတွေကိုဖိဖိချင်းချင်းဆိုင်မယ်လို့စီမံထားကြတာမမြောင်လင့်ပန်နဲ့မူချန်တို့ပါရောက်လာတော့ပြဿနာတွေကအလုံးရှော့ကုန်တယ်ခြံဖန်းဆိုတဲ့သူကမူချန်ရဲ့အကြောင်းကိုအရင်ကတည်းကကြားခဲ့ပေမဲ့သူကတော့ကြောက်လန့်ခြင်းမရှိဘူးသူ့ရဲ့ကောင်းငင်ကူပြောင်းခြင်းပထမဆင့်အစွမ်းနဲ့ဆိုရင် ကျောင်းမှသူကထူးကျင်တဲ့သူလိုတတ်မှတ်လို့ရတယ်။ဒါအပြင်သူရဲ့နောက်ကလူတွေနဲ့ဆိုရင်မူထွန်လို့လို့လူကိုအေးအေးဆေးဆေးနဲ့အနိုင်ယူလို့ရတယ်လို့သူကထင်ထားတာ။သူကလက်မခံဘူးဆိုတော့အန်းရန်တို့ကဒေါ်ရာထွက်သွားတယ်။ဒါပေမဲ့မူထွန်ကအန်းရန်တို့လက်ကပြလိုက်တယ်။ပြီးတော့အရှိကခြံဖမ်းဖို့ပြောတယ်။ဒီတော့အကူခြံဖမ်းကဘလို့ဖြစ်ကျင်တာလဲ။မူထွန်ကအေးအေးဆေးဆေးနဲ့ပြောနေတယ်ဆိုပေမဲ့သူရဲ့စိတ်ထဲမှာတော်တော်လေးကိုဒေါ်ရာထွက်နေတာတော့ဘယ်သူမှမသိကြဘူး။အဲ့တော့ခြံဖမ်းကပြန်ပြောတယ်ဒီလိုဆိုရင်ရော မင်းတို့လည်းဒီအထီးလာရတာမလွယ်ကူလို့မင်းတို့သာငါတို့ကိုကူညီပေးရင်ရလာတဲ့ဝိညာဉ်ဥတွေထဲကဝိညာဉ်အလင်းအအခုတရားကိုမင်းတို့ကိုပေးမယ်ငါရဲ့အမြင်ကမင်းတို့ဘယ်လိုထင်ကြလဲလက်ခံလားမူချမ်းကမျက်ခုံးမွေးလိုပါထောင်ရတဲ့အထိမျက်မှောင်ကြုတ်လိုက်တယ်ဝိညာဉ်အလင်းနဲ့တရားဟုတ်လားအကူချံဖန်းကငါတို့တွေကိုအထင်သိနေတာပဲမူချမ်းကစကားပြောနေတယ်ဆိုပေမဲ့လော်လီကတော့အရှိကိုတဖြည်းဖြည်းတိုးရတယ်လော်လီရဲ့အမူအရာကိုမြင်တာနဲ့ချံဖန်းတို့ကချက်ချင်းအခြေအနေပြောင်းသွားတယ် သူတို့ကလော်လီကိုမရှင်နိုင်မှန်းတော့သိတယ်လော်လီကပြောတယ်နင်သာငါရဲ့ဓာချက်ကိုခုခန့်နိုင်ရင်နင်တော့အလကားတိုက်ပေးမယ်ပျော်ပျော်စွဆိုပဲလော်လီကသူ့ရဲ့ဒရှိကိုထုတ်လိုက်တယ်ချန်ဖန်းကပြုံးလိုက်တယ်တယောက်ချင်းချမိုင်းဇဝင်သူကနိုင်မလို့တွတ်ထားတယ်အဲ့တော့ပြန်ပြောတယ်တော်တော်လေးကိုမောက်မာတဲ့အတန်ပဲသူ့ရဲ့စကားတော့မဆုံးလိုက်ဘူးအလင်းတစ်ချက်နဲ့သူလော်လီရဲ့ဓာကအရှိကိုပြေးဝင်သွားတယ်ချန်ဖန်းကလည်းချက်ချင်းစွတ်သလိုသူ့ရဲ့စွန်အင်းကိုအတုံးပြုတ်ပြီးတော့လော်လီရဲ့ဓာချက်ကိုပြန်ပြီးကကွယ်လိုက်တယ် ဒါချက်ကစွန့်အင်းအကာအွယ်မှာထိသွားတာနဲ့စွန့်အင်းအကာအွယ်ကလှိုင်းကြက်တွေထသွားတယ်။ဒါပေမဲ့ခန္ဓာလေးအတွင်းမှာပဲခြံဖန်းရဲ့စွန့်အင်းအကာအွယ်ကပျက်စီးထွက်သွားတယ်။သူ့ရဲ့စွန့်အင်းအကာအွယ်ပျက်စီးသွားတာနဲ့ခြံဖန်းကတန်အံ့တော်ဖြစ်သွားတယ်။ခြံဖန်းရဲ့အနောက်မှာရှိတဲ့တပေးတွေကလည်းမူခြံရဲ့ဘေးနားမှာရှိတဲ့ဒရှေဟူကိုင်မီရက်နေတဲ့လောလီကိုတန်အံ့တော်နဲ့ကြည့်နေကြတယ်။လင်းဖန်းနဲ့လူကြံတို့ကလည်းလှပလွန်တဲ့မိန်းကလေးတယောက်ကဒီလောက်ထိရက်ဆက်မယ်လို့သူတို့ကမထင်သာဘူး။ဒါကိုမူခြံကခြံဖန်းကိုပြောတယ်။ကဲ မင်းမဘာပြောစရာရှိသေးလဲခြံဖန်းကပြောတယ်ကောင်းပြီကောင်းပြီမင်းတို့တဘောတိုင်းပဲဒါကိုဘေးနားမှာရှိတဲ့လင်းဖန်းကပြောတယ်ဂျူနီယာမူချန်ကလီရှောင်တောင်ရတန်ခွက်တုံးခွက်ကိုခုခတ်နိုင်တဲ့သူတယောက်ပဲမင်းရဲ့အကြံကိုတော့ငါတို့ညင်းစရာမရှိပါဘူးဒီလိုနဲ့ပဲမူချန်ရဲ့အစီအစဉ်ကိုအလုံးဝလက်ခံကြရတယ်မူချန်ကအဖွဲတိုင်းအောင်ပြောတယ်အလုံးပဲစတင်လှူရှားဖို့အသိပညာငါတို့အချိန်ဆွဲနေရင်တခြားအဖွဲတွေထပ်ပြီးရောက်လာကြလိမ့်မယ်နေရာတနေရာမှာတော့လူ၃ယောက်ရှိနေတယ် ်ပရမတ်လုံသူကပြောတယ်အကိုကြီးတို့စားဖို့ပြင်နေကြပြီငါတို့သွားပြီးตาကြမလားဒါကိုဒုတိယတယောက်ကရည်ပြီးတော့ပြောတယ်လင်းဖန်နဲ့ကြံတဲ့သူတွေကိုစိုးရင်စရာမရှိပေမဲ့လူသစ်လေးမူချန်နဲ့လော်လီတို့ကိုတော့နည်းနည်းစိုးရင်ရတယ်ဒါပေမဲ့ဘာမှမပူနဲ့ငါတို့၃ယောက်ရဲ့အစွမ်းကိုမထောက်ရတာကြာနေပြီအခုထောက်ပြရမယ့်အချိန်ကိုလည်းရောက်နေပြီဒီအမဲလိုက်ပွဲပြီးသွားရင်ငါတို့လည်းကောင်းဝင်အဆင့်တန်းရထိတ်ဆုံးလူငယ်၁၀ယောက်ဆင်းရဲတဲ့ကိုရောက်သွားလိမ့်မယ်တတရာတယောက်ကပြောတယ် သူတို့တွေအဲ့ဒီဝိညာဉ်ဥလီတွေနဲ့တိုက်ခတ်ခွင့်ပေးလိုက်ပါအချိန်ကြာရင်ငါတို့လည်းသွားပြီးတိုက်ယူကြမှာပဲသူတို့ကတော့တနာတော်အပြင်ဝိညာဉ်အလင်းနဲ့အခုတည်းရတော့ပေးခဲ့ပါမယ်ပထမတစ်ယောက်ကဟာတိုက်ပြီးကြီးလိုက်တယ်အကူကြီးကတော့တော်တော်လေးကိုရရောတာပဲဂျိုင်ဝမ်ထဲမှာတော့တိုက်ပွဲဖြစ်နေတယ်ဝိညာဉ်ဥတွေရဲ့အခြေအတွက်ကတော်တော်လေးကိုများတယ်မူချန်းတို့ကနဲတဲ့ဆိုပေမဲ့သူတို့တွေရဲ့ဆွမ်းအင်ကလည်းများတယ်ဒီဝိညာဉ်ဥတွေကဆွမ်းအားကြီးပေမဲ့အသိဉာဏ်မရှိကြဘူးအဲ့တော့လူဖြစ်တဲ့မူချန်တို့ကိုမရှင်နိုင်ဘူး မူချန်ကလက်သီးကိုဆုပ်လိုက်ပြီးတော့သူ့ရဲ့မိတော့တွေထုတ်လိုက်တယ်။ပြီးတော့လည်းဝိညာဉ်ဥလေးတွေကိုတိုက်ခိုက်တယ်။သူတို့တိုက်ခိုက်လိုက်တဲ့လူပုံစံဝိညာဉ်ဥတွေကပျက်စီးသွားပြီးအနီအောင်လင်းထမ်းမြေပြောင်းလဲသွားတာနဲ့သူတို့တိုက်ခိုက်တဲ့ဝိညာဉ်ဥတွေရဲ့အလင်းနှံကိုသူတို့ကသိမ်းယူလိုက်ကြတယ်။လော်လီကလည်းတော်တော်လေးကိုတိုက်ခိုက်တာကျွမ်းကျင်တယ်။လော်လီရဲ့ဓာဆွမ်းရည်ကိုကြည့်ပြီးခဏကသူ့ကိုပြဿနာရှာဖို့လုပ်နေတဲ့သူတွေကတော့တော်တော်လေးကိုဖြုံသွားတယ်။တိုက်ခိုက်နေရင်လည်း အလုံးရဲ့အသည့်တွေကဒုတိယအဆင့်ရှိတဲ့လူပုံစံဝိညာဉ်မြင်ရော့ကိုတတိပြုမိသွားကြတယ်။အဲ့ဒီဝိညာဉ်ဥရောတန်းနိုင်ခဲ့ရင်တောင်းနှဲချီတဲ့ဝိညာဉ်ဥလေးတွေညီများတဲ့ဝိညာဉ်အလင်းနဲ့ပမာဏကိုရမှပဲဖြစ်တယ်။အလုံးကဝိညာဉ်ဥတွေကိုတဖြည်းဖြည်းနဲ့တက်ခိုက်ရင်လည်းအသွင်းပိုင်းကိုရောက်လာပြီးအသွင်းပိုင်းကိုရောက်လာတဲ့ဝိညာဉ်ဥအရေအတွက်ကလည်းတော်တော်လေးကိုများလာလိမ့်ပဲ။လူတွေကဝိညာဉ်စွမ်းအင်တွေကိုအသုံးပြုပြီးထောက်တရရတဲ့အတွက်အလုံးကလည်းတဖြည်းဖြည်းမောပန်းလာကြတယ်။မူချန်တို့ကလည်းတိုက်ခိုက်တာတဖြည်းဖြည်းနဲ့အရှင်လျှော့လိုက်တယ်။ လော်လီကတခြားတစ်ဖက်ကိုခြေလိုက်တယ်။ဟိုဘက်ချမ်းမှာတော့ဟိုအဖွဲ၃ဘွဲရှိနေတယ်။အဲ့တော့လော်လီကပြောတယ်။သူတို့ဘက်ချမ်းမှာနင်းနေပြီငါတို့ဘက်မှာပုံနေရောပဲ။အဲ့ဒီကောင်တွေကတော်တော်လေးကိုစိတ်ပြက်စရာကောင်းတဲ့ကောင်တွေပဲ။မူချန်းကအဲ့ဒီ၃ဖက်ဘာလှုပ်ချင်လဲဆိုတာကိုရိပ်မိတယ်။အဲ့တော့ပြန်ပြီးပြောလိုက်တယ်။ထားလိုက်ပါသူတို့ကို။သူတို့ကအနက်ပိုင်းစီကိုတွားချင်နေကြတာဆိုတော့ပေးသွားလိုက်။ငါတို့တွေကတော့ AC ပဲ။ဒီမှာရှိတဲ့ဝိညာဉ်ဥတွေကိုအရင်ဆုံးဖယ်ရှားကြရအောင်။မူချန်းတို့ကလူနေတယ် ဲ့တော့သူတို့ကတိုက်ခိုက်ရတဲ့ချိန်မှာတော်တော်လေးကိုလက်ရည်ကသူများလဲရှင်ရင်နှိပ်ကြတယ်ဒါပေမဲ့သူတို့နားမှာတော့ဝိညာဉ်ဥတွေပုံနေတယ်ဒါပေမဲ့ဟိုသုံးဖွဲ့ကတော့ဝိညာဉ်ဥနည်းနည်းပဲရှိတဲ့နေရာကနေဖောက်ထွက်ပြီးတော့အသွင်းပိုင်းကိုတဖြည်းဖြည်းနဲ့သွားလိုက်ကြတယ်မူချန်နဲ့လောလီကအရှိကနေဥဆောင်ပြီးတိုက်တယ်ရလာတဲ့ဝိညာဉ်အလင်းသားနေကိုအန်ရန်တို့ကလိုက်ပြီးတော့တိမ်ပြီးတယ်အချိန်တော်တော်ကြာသွားတော့အန်ရန်ကမူချန်ကိုအော်ပြောတယ်မူချန်ဝိညာဉ်အလင်းသားရှေ့ရောက်ကြတော့ငါတို့ရနိုင်ပြီ ဝိညာဉ်အလင်းနဲ့ရှေ့ရဆိုတာကတော်တော်လေးကိုများပြားတယ်ဒီချိန်မှာပဲအလိုမတန်ဘူးကြီးမားတဲ့ဝိညာဉ်စွမ်းအင်အရှိန်အဝါတစ်ခုက အသွင်ပိုင်းကနေထွက်ပေါ်လာတယ်အဲ့ဒီစွမ်းအင်ကြောင့်မြေပြင်တောင်ပတ်ကြားအပ်သွားတယ်ဒါကိုသတိထားမိသွားတာနဲ့မူချန်ကအိုင်းရန်တို့ခေါ်ပြီးတော့အသွင်ပိုင်းကိုချက်ချင်းပြန်ထွက်သွားတယ်အသွင်ပိုင်းမှာတော့ဟိုအခွဲ၃ဖွယ်နဲ့ဒုတိယအဆင့်ရှိတဲ့ဝိညာဉ်မြင်ရုံတို့ကတိုက်ခိုက်နေကြပြီအထဲမှာတော့ဟိုအခွဲ၃ဖွယ်ကထူးဆန်းတဲ့ဝိညာဉ်စွာပုံစံနဲ့ဝင်းရံလိုခံထားရတယ် သူတို့ရဲ့အလင်းတသက်မှာတော့ရှစ်ပင်လောက်ရှိတဲ့လူပုံစံတန်အလင်းနဲ့ရှိလို့နေတယ်။အဲ့ဒီလူပုံစံအလင်းတန်းတွေကဝိညာဉ်ဥလေတွေထပ်ပို့ပြီးတော့ကြီးမားတယ်။သူတို့ရဲ့ကိုယ်ထဲကဝိညာဉ်စွမ်းအင်တွေကလည်းကောင်းငွေကူပြောင်းခြင်းအစင်းနဲ့ညီမျှလို့နေတယ်။သူတို့အလုံးထဲမှာပါလူပုံစံအလင်းတန်းတစ်ခုကတော့ကောင်းငွေကူပြောင်းခြင်းအလေလက်စင်းအစွမ်းကိုပိုက်ဆိုင်ထားတယ်။မူချမ်းကမြင်ကွင်းကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့သူကပြောတယ်ကောင်းငွေကူပြောင်းခြင်းပထမအဆင့်9ကောင်နဲ့ကောင်းငွေကူပြောင်းခြင်းအလေလက်စင်း1ကောင် အဲ့ဒီရှက်ကောင်ကတော်တော်လေးကိုစွမ်းကြည့်တယ်ပြိုင်ဘက်တွေဖြစ်လောက်တယ်ဒီရှက်ကောင်ကိုမြင်သွားတာနဲ့အန်းရန်တို့ကလည်းထိတ်လန့်သွားတယ်ပြီးတော့မူချန်ကိုလှည့်ပြီးတော့မေးတယ်မူချန်ငါတို့အခုဘယ်လိုလုပ်ကြမလဲမူချန်ကတစ်ချက် စောက်ကြည့်လိုက်တယ်ပြီးတော့သူကလက်ကပြပြီးပြောတယ်ငါတို့မတိုက်ခိုက်ပဲနဲ့အရင်ဆုံးစောက်ကြည့်ရမယ်ပထမဆုံးသူတို့အုပ်စုဖွဲ့တော်ကတိုက်ခိုက်လို့ရှိရင်မူချန်ကသူတို့ကဝိုင်းပြီးတိုက်ခိုက်ပြီးမယ်လို့စိတ်တွေကတွေးထားတာဒါပေမဲ့ဟိုသုံးခွဲကတကူကောင်းဆံပြီးအထဲမှရှိတဲ့ဝိညာဉ်အလင်းတန်းလေးကိုလိုချင်တဲ့အတွက်ကြောင့် မူချန်ကသူတို့ကိုမကူတိုက်ပြီးပြင်နဲ့ဒီတိုင်းပဲရက်ကြည့်နေတဲ့မူချန်တို့မြင်တာနဲ့ဟိုသုံးဖွဲ့ရလဲတော်တော်လေးကိုပျော်သွားကြတယ်။ချမ်းဖန်ကအော်ပြောတယ်။မူချန်ငါတို့ပူပေါင်းဖို့တဘောတူထားတာမဟုတ်လား။ဘာလို့ငါတို့လာပြီးမကူရတာလဲ။အန်ရန်ကဟက်ကနေကြီးလိုက်တယ်။ပြီးတော့သူကပြောတယ်။ငါတို့ကပဲစောတော့ကငါတို့ကိုပြစ်ထားခဲ့တာလေ။ဘယ်သူကအရင်ဆုံးစီးဖောက်တယ်လဲဆိုတာငါတို့သိမှာပါ။အန်ရန်ရဲ့စကားအုပ်ကြတော့အလုံးရဲ့မျက်နှာတွေကပြက်သွားတယ်။အဲ့တော့ချမ်းဖန်ကပြောတယ်။ ငါတို့ရှုံနေသွားရင်မင်းတို့တွေဒီဝိညာဉ်မြင်ရောက်နေတဲ့တိုက်ခိုက်လို့ရတယ်။မူချန်တို့ကတော့ဘာမှပြတ်မပြောဘူး။သူတို့ကိုဒီတိုင်းပဲရည်ပြီးတော့ကြည့်နေကြတယ်။ကောင်းဝင်ကူပြောင်းခြင်းအလေလန်းစင်းရှိတဲ့ဝိညာဉ်မြင်ရောက်ကဟိုတုံးခွဲကိုတိုက်ခိုက်တော့ပိုကောင်တွေကဗဇက်ကနေတွေးတွေပိုင်းအန်ကြလာတယ်။ပြီးတော့သူတို့ရဲ့လူတွေအမိတ်ပြီးတယ်။အနောက်ဆုံးကျမတိုက်ခိုက်နိုင်တဲ့နောက်ဆုံးမှာတော့သူတို့ရဲ့လူတွေကိုသူတို့ကစုခန်းလိုက်ကြတယ်။ပြီးတော့မူချန်ကပြောတယ်မူချန်အစောပိုင်းတော့ငါတို့အမှားပါ ဒါပေမဲ့အဲ့ဒီဝိညာဉ်ဥလေးတွေကိုမင်းအနေနဲ့ရင်ဆိုင်မှုဆိုတာမဖြစ်နိုင်ဘူး။ဒါကြောင့်ငါတို့နဲ့အတူပူပေါင်းမှဖြစ်လိမ့်မယ်။ခြံဖန်းကအဲ့လိုပြောတာမူခြံကယီပြီးတော့ပြောတယ်။ဘာလဲ။မင်းတို့စိတ်ထဲမှာမင်းတို့ထင်နေတာကမင်းတို့မရှင်နိုင်ပဲနဲ့ငါတို့ကရောမရှင်နိုင်ဘူးလို့ထင်နေကြတာလား။ငါတို့အဲ့ဒီကောင်းတွေကိုမတိုင်းနိုင်ဘူးလို့ဘယ်သူကပြောတာလဲ။ခြံဖန်းကမူခြံတို့ငါရောက်ကြည့်ပြီးတော့ပြောတယ်။မင်းတို့နှစ်ယောက်ကပဲဝိညာဉ်မြင်ရုပ်တွေကိုရှင်နိုင်တဲ့အစွမ်းရှိတယ်။ခြံဖန်းကပြန်ပြောတယ်။ မင်းတို့နှစ်ယောက်တည်းနဲ့ကောင်းကင်ကူပြောင်းခြင်းပထမအဆင့်ကိုရောက်နေတဲ့ဝိညာဉ်ခွန်းတစ်ကောင်နဲ့အလေလက်ဆင့်ကိုရောက်နေတဲ့ဝိညာဉ်တစ်ကောင်ကိုတတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။မူချမ်းကတော့သူတို့ကိုဘာမှပြတ်မပြောဘူး။ဒါကိုဘီနာမန်ရှိတဲ့အန်းရန်ကပြောတယ်။မူချမ်းငါတို့ဘာသာငါတို့တိုက်ခိုက်လို့ရပါမလား။အန်းရန်ကတော့မူချမ်းတို့ကိုစိုးရိမ်နေတယ်။သူတို့ကဒီကောင်တွေကိုရှင်လို့ရတဲ့ဆိုပေမဲ့သူတို့ကစွန့်အင်ကုန်မှာပဲ။အဲ့တော့သူတို့ကိုချောင်းနေတဲ့သူတွေကပြင်ပြီးတိုက်ခိုက်မှဆိုရင်ဒုက္ခရသွားနိုင်တယ်။အဲ့တော့မူချမ်းကပြောတယ်။ဘာမှမစိုးရိမ်နဲ့။ ပြီးတော့လည်းမူချန်ကလောလီပြောတယ်။နင်တို့ကိုအချိန်ခဏလောက်ဆွဲထားလို့ရလား။ဒါကိုလောလီကပြတ်မိတယ်။ဘာလဲ။နင်ကဝိညာဉ်အစီအမံကိုအသုံးပြုမလို့လား။မူချန်ကခေါင်းညှိပြလိုက်တာနဲ့လောလီကသူ့ရဲ့ဒက်ရှီကိုထုတ်ပြီးမူချန်ရဲ့ရှေ့မှာယက်ထားလိုက်တယ်။သူတို့စီကိုဝင်လာတဲ့တိုက်ခိုက်မှုအကောလုံကိုလောလီကအေးအေးဆေးဆေးနဲ့ရှင်းထုတ်ပြလိုက်တယ်။မူချန်ကပို့သုံးဖက်ကိုတစ်ချက်စိုက်ကြည့်လိုက်တယ်။သူ့ရဲ့တဘောကမင်းတို့ကောင်တွေလာမလျှောက်တဲ့ပုံစံမျိုးပါ။ ပြီးတာနဲ့မျက်လုံးမှဲ့ပြီးသူ့ရဲ့လက်ကနေလက်သိမ့်ကြီးသားတွေကိုပြောင်းလဲလိုက်တယ်။ချက်ချင်းစလို့ဝိညာဉ်တစ်စိတ်တွေထွက်ပေါ်လာတယ်။ဝိညာဉ်တစ်စိတ်ကနေစွန့်ရင်လိုင်းတွေဖြာထွက်လာတာနဲ့ဝိညာဉ်မြင်ရုပ်တွေကလည်းသတိထားမိသွားတယ်။ပြီးတာနဲ့သူ့ရဲ့စွန့်ရင်တွေကိုလေဆင်နှမပုံစံမျိုးဖန်တီးပြီးတော့မူချမ်းစီကိုလှမ်းပြီးပြစ်လိုက်တယ်။ဒါပေမဲ့လော့လီကတော့ခြေလန်းတလန်းမှအနောက်မဆုတ်ပင်နဲ့မူချမ်းစီကိုပြေးဝင်လာတဲ့စွန့်ရင်အကလုံးကိုသူ့ရဲ့တရှိနဲ့ဖြေရှင်းပေးလိုက်တယ်။ဒါကိုမြင်လိုက်ကြရတဲ့သူ့ရဲ့အကလုံးကတော့ပါဇက်အဟောင်းသားဖြစ်သွားတယ်။ချန်ဖန်းကပြောတယ် သူမတယောက်တည်းနဲ့ဒလောက်များပြားတဲ့ဝိညာဉ်မြင်ရုပ်တွေကိုတားဆီးဖို့ကြိုးစားနေတာပဲလောလီရဲ့ဒါကြကြောင့်ကောင်းရင်ကူပြောင်းခြင်းအလေလန့်အဆင့်ရှိတဲ့ဝိညာဉ်မြင်ရုပ်ကလွယ်လို့ဂျန်နက်ခုနှစ်ကောင်လုံးကပေတရာလောက်ထိကိုလွန့်ထွက်သွားတယ်ပြီးတော့သူတို့ရဲ့ကိုယ်ပမာရှိတဲ့အလင်းတန်းတွေကလည်းမှေးမှိန်လာတယ်ဒါပေမဲ့အဲ့ဒီခုနှစ်ကောင်လုံးကချက်ချင်းပြန်ထလာပြီးလောလီစီကိုပြေးဝင်လာပြန်တယ်လောလီကတော့သူ့ရဲ့ဓာဆွမ်းရင်နဲ့ပြန်ပြီးတော့ကာကွယ်နေတယ်မူချန်ရဲ့ဗေနားမှာရှိတဲ့ဝိညာဉ်တစ်စိတ်တွေကအခုတရာလောက်ထိကိုဖြစ်လာတယ် ပြီးတာနဲ့မူချန်ကသူ့ရဲ့လက်ကိုလှုပ်ရှားလိုက်တာနဲ့ဝိညာဉ်တစိုက်တွေကကောင်းကင်ဘုံပြန်ထွက်သွားတယ်ပြီးတာနဲ့တစ်ခုပြီးတစ်ခုစုစည်းပြီးတော့နောက်ဆုံးမှာအနှံ့ရောင်ကြာပန်းကြီးတရံထွက်ပေါ်လာတယ်အနှံ့ရောင်ကြာပန်းကြီးကိုကြည့်ပြီးအန်းရန်တို့ကပြောတယ်အဲ့ဒီဝိညာဉ်အစီမံကလူရှန်တုံးရဲ့တက်ခတ်မှုကိုခုခံခဲ့တဲ့အစီမံမလားမူချန်ကလော်လီကိုမတိုက်ခိုက်ဖို့ပြောလိုက်တော့လော်လီကအနောက်ပြန်ဆုပ်ပြီးနေလိုက်တယ်ပြီးတာနဲ့ကြာပန်းကတဖြည်းဖြည်းလဲလာပြီးအလေတဲတဲမှာစွန့်အင်းနေစုစည်းလာတယ်ဟိုဝိညာဉ်မြင်ရောက်တွေကအသိဉာဏ်မရှိဘူးဆိုပေမဲ့ ဒါလို့များပြားတဲ့စွမ်းအင်ကိုတော့ခံစားမိတယ်။သူတို့တွေကချက်ချင်းဆိုသူတို့အရှိကိုပြင်းဝင်လာတာနဲ့မူချန်ကဂျာပန်အလဲတဲ့မှာရှိတဲ့စွမ်းအင်တွေကိုလွှတ်လိုက်တယ်။ဂျာပန်ရဲ့အလဲမှာရှိတဲ့အနှံ့ရောက်အလင်းတန်းကတော့သူတို့စီကိုဝင်လာတဲ့ဝိညာဉ်မြင်ုံရှစ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကျသွားတယ်။ဂျယ်လောင်နဲ့အတန်ကြီးထွားပေါ်လာပြီးတောင်တစ်ခုလုံးကခါထွက်သွားတယ်။ပြီးတော့ဖုံဖုံတွေကလည်းပြေးနှံ့နေတယ်။ဖုံဖုံတွေပျောက်ကွယ်သွားတာနဲ့ခန္ဓာကအလင်းတန်းရှိသွားတဲ့နေရာမှာတော်တော်လေးကိုကြီးမာတဲ့ခြိုက်ခွက်ကြီးထွားပေါ်လာတယ်။ ခန္ဓာငါရှိခဲ့တဲ့ဝိညာဉ်မြင်ရုံ၈កောက်မှာခုနှစ်កောက်ကတော့အလင်းလုံးဖြစ်ပြောင်းလဲသွားပြီးတစ်កောက်မှာကြံ့တော့တယ်။ဝိညာဉ်အလင်းနံခုနှစ်ခုမြင်တာနဲ့အဖွဲ၃ဖွဲလုံးကချက်ချင်းလောဘတွေတက်လာတယ်။သူတို့တွေကအဲ့ဒီဝိညာဉ်အလင်းနံခုနှစ်ခုကိုသွားယူဖို့ပြန်လိုက်တာနဲ့ကောင်းကင်ဘုံမှာရှိတဲ့အခြေရစုံကသူတို့စီကိုရောက်လာတယ်။အဲ့တော့သူတို့တွေရဲ့ခြေထောက်တွေကချက်ချင်းတန့်သွားတယ်။မူချံကလက်ကတိတ်ငေတာတွေနောက်တစ်ခါလှုပ်လိုက်တာနဲ့သူ့ရဲ့ဗေနာမှာဝိညာဉ်တိတ်ငေတာအခုတည်းရလောက်ကထွက်ပေါ်လာပြန်တယ်။ ီအချိန်မှာမူချာကအဆင့်လေးဝိညာဉ်အစီအမံကိုပြုလုပ်ဖို့ဆိုတာလွယ်လွယ်လေးပဲဝိညာဉ်အစီအမံကိုနောက်တစ်ခါမြင်လိုက်ရတာနဲ့အားလုံးကတော့ချက်ချင်းပြရာကိုခတ်သွားတယ်သူတို့ရဲ့စိတ်တကိုင်းနေသွေးနေတယ်စွမ်းအားကြီးတဲ့ဝိညာဉ်အစီအမံကိုဖန်တီးနိုင်တဲ့သူမြင်းရုံရှစ်ကောင်လုံးကိုတခါတည်းထိန်းထားနိုင်တဲ့မိန်းကလေးဒီအကြောင်းလေးကိုသွေးမိတာနဲ့အားလုံးကစက်သိန်းနေထားလာတယ်ပြီးတာနဲ့မူချာရဲ့အခြေကခဏကမသေးပဲနဲ့ကြံခဲ့တယ်ကောင်းဝင်ကူပြောင်းခြင်းအလေလက်ဆင်ရှိတဲ့မြင်းုံစီကိုရောက်လာတယ် သူကဆွမ်းအားကြီးတဲ့ဆိုပေမဲ့ခနာကတတ်ခိုင်းမှုမှာဒဏ်ရာအကြီးကျယ်ရသွားတယ်။ဒီချိန်မှာပဲအဲ့ဒီမြင်းရုပ်ကဘဒူမမထင်တာတဲ့အလုတ်တစ်ခုကိုလှုပ်ပြလိုက်တယ်။အဲ့ဒါကတော့ခနာကတိတ်ဆုံးသွားတဲ့မြင်းရုပ်ခုနှစ်ကောင်ရဲ့ဆွမ်းအင်တွေကိုသူ့ရဲ့ခနာကိုယ်ထဲစုပ်ယူလိုက်တယ်။တခြားတဲ့ဆိုသလိုပဲအဲ့ဒီမြင်းရုပ်ရဲ့ကိုယ်တွေကနေဝိညာဉ်ဆွမ်းအင်တွေဖြာထွက်လာပြီးခဲလုံးတွေတော့ဖုံမှုဖြစ်ပြောင်းလဲသွားတယ်။အခုဆိုရင်အဲ့ဒီမြင်းကကောင်းဝင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ကိုချောက်သွားပြီးမူချမ်းလဲတော်တော်လေးကိုစိုးရင်သွားတယ်။ သူတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာပဲလော်လီကသူ့ရဲ့ရှေ့ကနေရက်လိုက်တယ်ပြီးတော့သူ့ရဲ့တရှိကိုထုတ်ပြီးတာနဲ့ဓာအလင်းတစ်ခုကိုခောက်လိုက်တယ်ပြီးတော့လော်လီကလည်းပျောက်ကွယ်သွားတယ်ဖက်ကနဲဆိုသလိုအဲ့ဒီမြင်ရုံရဲ့အနောက်မှာပြန်ပြီးပေါ်လာတယ်ပြီးတာနဲ့သူအနောက်ကိုပြန်လှည့်ကြည့်လိုက်တာနဲ့အဲ့ဒီမြင်ရုံတွေကနေဝိညာဉ်အလင်းနဲ့ရှစ်ခုထွားပေါ်လာတယ်မြတ်သမိန်ဆိုတဲ့အတော်အသွင်းမှပဲကောင်းဝင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်နေတဲ့ဝိညာဉ်မြင်ရုံကိုတစ်ချက်တည်းလော်လီကတပ်ပလိုက်တယ်ကဲဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်အစကကိုမနာဖက်မှာထိုက်ပြီးသင်ပေးမယ် ဒီနေ့ဖို့ဖို့ပိုင်အားလုံးကျေးဇူးတင်ပါတယ်